အားလုံးပဲမင်္ဂလာပါခင်ဗျာဇလံကောင်းတွေတည်တင်ဆက်ပေးဖို့အချိန်ခါဆက်ရုပ်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလံလေးကိုလည်းခံစားနားဆင်ပေးကြပါအောင်ခင်ဗျာ ပေါခေါမျိုးအပိုင် ပေါင်းတလေရွာမှာမြို့ပိုင်ရုံးဆိုင်တော့နေရာပင်မဟုတ်စေကားမူပေါခေါနှင့်ပြေးမျိုးသွားရာလမ်းလေလောက်တွင်ရှိ၍လူနေအင်ကြီးအယောင်းဝယ်မှဆ၍အတော်ပင်စီးကားသောရွာကြီးတရွာဖြက်လေတဲ့ကားစိမ့်၌လက်ဖေးဆိုင် ထမင်းဆိုင်အစရှိသော စားတော့ဖွေရရောင်းတော့ဆိုင်းမြချစ်၍ပြေးပေါကောင်းလမ်းမာကြီး၌လေလူကုံထန်တို့ရဲ့အိမ်များစဘာကြီးများဖြင့်ပြေးနေလျက်ရှိတယ်။ရွာဤတောင်ဘက်နှင့်မြောက်ဘက်များတွင် အခြားရွာငယ်များဝိုင်းလျက်ရှိရာခဲကောင်းစင်ကပြေးနေတွင်ဝါနှင့်စဘာများအထွတ်ဆုံးသော နေရာတစ်ခုဟု၍ထင်းချကြောသောသောအရာဖြစ်တယ်။ပေါန်းတလေရွာကြီးရဲ့အခြေတောင်ဘက်တွင်ချောင်းကောင်းခေါ်ရွာတရွာရှိရာထိုရွာကလေးမှာလည်း ဘိုးစဉ်ပေါင်းစပ်မှလဲကားပေါင်းများစွာကိုပိုင်းဆိုင်ခဲ့သောလဲပိုင်းချင်းများပြည့်ပြည့်နေလျက်ရှိရာရွာရှိအိမ်ကြီးအိမ်ကောင်အချို့မှာပေါင်းတလေရွာထက်ပင်ခန်းညထဲဝါသေးသဖြင့်ပေါင်းတလေတို့လာရောက်လဲပတ်သောလူများအလောဝတရားဖြင့်လာသောအစိုးရအရာရှိများပင်ချောင်းကောင်းရွာသို့လာ၍လဲပတ်တက်ကြတယ်အမျိုးမျိုးသောကိစ္စတို့ဖြင့်အစိုးရကငွေကြေးခန်းကွဲသောအခါ၌ဖြစ်စေအလှအတန်းတွေသဒ္ဓါကြေးကောက်ခံသောအခါ၌ဖြစ်စေ ချောင်းကောင်းရွာမှာနာမည်ရသောရွာတရွာဖြစ်၍အချို့ကတထေးရွာဟုပင်ခေါ်ကြသည်ဂျပန်များရောက်လာသောအခါပြေးမြို့မှလူများသည်ပေါင်းတလေရွာနှင့်ချောင်းကောင်းရွာ၌အတော်များများပင်လာရောက်ခိုလုံကြလေသည်ချောင်းကောင်းရွာ၏အခြေတောင်းပေခရီးတမိုင်ခန့်အကွာ၌ကေမွန်းချုံရွာရှိ၍ထိုးရွာဆက်ကြတွင်ရွာဟုဖုန်ကြီးချောင်းဟု နေရွာသလုံးကပင် အမြတ်တနို့ကိုးကွယ်စည်းကပ်ခဲ့သောဖုန်ကြီးချောင်းတစ်ချောင်းရှိသည် ထိုဘုန်းကြီးကျောင်းဝင်းမှာနှဲ့ကနေပါများကျဲဦးလျေအတွင်း၌ဇေယျများသိမ်းများတစောင်းများလူအမျှသုံးရန်ရေတွင်းများဖြင့်ပြည့်နေလျေရှိရာ နှစ်ပေါင်းများစွာက အစင်းတဆိုင်စိုက်ပြို့ထားရသောမပြောပင်အုံးပင် မာလကာပင်ပိန်းနှဲပင်တည့်ပင်ကြီးများသည်လေထိုအဆောင်အုံကြီးများကိုဝိုင်းရန်ကရှိနေကြကုန်နေဇေယျများ၏အလဲ၌ကတိုက်ခန့်အကြောင်းကြီးတစောင်းရှိရာ၎င်းမှာအကြီးမားဆုံးသော အဆောင်အုံတစ်ခုဖြစ်၍ကျောင်းနိုင်ဖုန်ကြီးကိုယ်တိုင်သတင်းသုံးနေထိုင်ခဲ့တယ်ဂျပန်မြမဝဲမီ၃လနှစ်ခန့်လောက်ကထိုးရွားဟုဖုန်ကြီးကျောင်းတွင် ဖုန်တော်ကြီးဥဒါသနာကျောင်းတိုင်းလေးရဲ့ခြေရာဖုန်တော်ကြီးမှာချောင်းကောင်းနှင့်ကင်းမွန်ချုံနှစ်ရွာသလုံးတွင်ဩဇာတိတ်ကမနှင့်ပြည်ဆောင်ခဲ့လေတဲ့သို့တော်ဥဒါသနာပြန်လွန်တော်မူပြီးနောက်ကျောင်းကိုဖုန်ကြီးဥကီလာအားလွှဲရခဲ့ရာဥကီလာမှာဥဒါသနာကဲ့သို့ရွာသားများအပေါ်တွင် တာရေးနိုင်ကိစ္စအများ၌လိုက်လျောခြင်းမရှိသဖြင့်တကြောင် ပရိယတ်တိပရိပတ်တိဘဲ့တွင်လေဥဒါသနာကဲ့သို့အာထုတ်ခြင်းမရှိခဲ့သဖြင့်တကြောင်ရွာသားများမှာရခင်ကားလောက်ကြီးညိုလေးစားခြင်းမရှိတော့ပေအသွာအလာနေပါကြတဲ့တို့ဖြာကဥကေလာသည်ရွာသားများနှင့်အတော်ပင်အဆက်အသွယ်ပြတ်ခဲ့ပြီးနောက်ယခုရေးသားဖော်ပြသောအချိန်၌ကဝါရွင့်လေးလာအတွင်ချစ်ရလာပြီလာွယ်နေများ၌ဥပုပ်ဆောင်သူများမှာ တယောက်ဒလေမျှတာပေါပေါလာခဲ့တယ်။ရွာသားများမလာဟွန်းတော့အခြားအကြောင်းတခုလည်းရှိနေသေးတယ်။တကောင်းဒီကအခြားမဟုတ်။ရခင်ကပြန်လုံတော်မူသွားတော့ဖုံးတော်ကြီးဥဒါသနာသည်။ကျောင်းနှင့်ပစ္စည်းများကိုဆွဲလန်တက်မဲ့သဖြင့်တဆေဖြစ်နေပြီလေ။ကျောင်းပေါ်၌ညာအချိန်မတော်များတွင်တထောက်တော်ချောင်းနေသည်ကိုတခါတရံကျောင်းနေသူ ဖြတ်သွားသူများပင်မြင်ရသည်ဟုသောသတင်းပင် ဖြက်လေတယ်။ဤကဲ့သို့ဖုံးတော်ကြီးဥဒါသနာကိုယ်တိုင် ကျောင်းတိုင်သွားခဲ့သောဇင်းကြံကျောင်း၌တစေ6ဒီဟုသောသတင်းမှာချောင်းကောင်းရွာနှင့်ကင်းမွန်းကျုံရွာသားမကရွာနှင့်ချုံဆက်သို့ပင်ပြန့်နှံ့လျက်ရှိရာကထိုကျောင်းမှာတနေ့တခြားအသွားအလာနေပါတထက်နေပါ၍လာခဲ့တယ်။နေ့အချိန်များ၌ပင်နှွားကျောင်းသားများသည်ကျောင်းကျင်အနီးသို့မချင်းကန်ဟွန်းကြချေတို့ဖြစ်ရာကတစေ6ဒီဆိုသောရွာထိပ်ဖုန်ကြီးကျောင်း၌ဦးကေလာနှင့်ကပ္ပယာကြီးဦးမိုင်းမှတပါကျောင်းသားကိုရင်မရှိပဲ လွန်စွာ6သွေးလေးရှိတယ်။တစေ6သွေးဆိုတော့သတင်းမှာလေတနေ့တခြားကြီးရွေလာခဲ့တယ်။ဂျပန်များသည်ပေါက်ခေါက်မျိုးကိုဝင်တော့တောင်းဆင်းဝါလန်ခန်းတက်ကိုနောက်ဆုံးဆုံးခွာ၍သွားတော့အခါပေါက်ခေါက်မျိုးရှိမျိုးသူမျိုးသားများမှထောင်ချောက်တွင်မိနေတော့ကျွဲ့မြကဲ့သို့ထွက်ပေါက်မရှိဘဲဖြစ်၍နေကြတယ်။အဘဲကြောင့်ဆိုတော့ပေါက်ခေါက်မျိုးကလေးမှာတောင်းမြဝင်းရလျက်ရှိသဖြင့်ဤတောင်းဆင်းဝါလန်မှာပေါင်းတလေရွာဘက်သို့ပြန်၍မထွက်လျင် အခြားထွက်ပေါက်မရှိသောကြောင့်ဖြစ်တဲ့ဂျပန်များသည်ထက်ကြမကွာလိုက်လာမည့်အင်္ဂလိပ်စစ်တပ်ကိုချောင်းမြောင်ပြက်ခတ်ရန်ထိုတောင်စင်းဝါလမ်းတွင် အဆောင်အနေငယ်သာထားခဲ့၍ပေါက်ခေါက်မျိုးတို့ဆုတ်ခွာလာခဲ့တယ်။ဂျပန်ဘက်မှစစ်အခြေအနေမဟန်တဲ့အကြောင်းနဲ့တကွမျိုးတို့မျိုးသားများအားမြို့မှထွက်ခွင့်မပြုကြောင်းသိကြသောအခါပြစီဥစ္စာနှင့်ပြည်စုံသောလူကုန်ထမ်းအချို့သည်တောကျွမ်းသော လူများကိုအခငွေကြေးအမြောင်အများပေး၍ငှားပြစ်လျင် ညာတွင်ချင်းပင်အလွန်မြင့်မတ်သောတောင်များကိုကြောပြတ်ခါပင်ပေါန်းတလေရွာဘက်သို့ပင်မကြီးစွာပြေးခဲ့ကြသေးတယ်။ဤသို့ပြေးလွှာခဲ့ကြသောဒုက္ခသည်များအနှင့်မောင်ပါလိုက်နှင့်ဇနိမတ်ကျူဆိုသူတို့လည်းပါဝင်နေ။ညာ၁၂နာရီအချိန်၌ထွက်ခဲ့ကြပြီလျင်နည်းနည်းလင်းကနေတွင်ကင်းမွန်းကြုံရွာကလေးသို့ရောက်ခဲ့ကြတယ်။မတ်ကျူမှာပြေးမြို့မှာဖြစ်၍မောင်ပါလိုက်မှာဇာတိအားဖြင့်ကင်းမွန်းကြုံရွာသားဖြစ်ခဲ့ရာမောင်ပါလိုက်၏မိဘများမှာ ယခင်ကဥကေလာအားကိုးကွယ်ခဲ့ကြတယ်။တို့ဖြေရကအခြားဆက်ပြေတို့မှာချောင်းကောင်းရွာတို့ဆက်လက်သွားကြတော့လေ။မောင်ပလိုင်ကဥကေလာเจ้าမှာအင်္ဂလိပ်စစ်တပ်များပြည်နယ်ကိုအုပ်ချုပ်မှုသည့်တိုင်အောင် နေထိုင်ရန်သဘောကျလျက်ရှိလေတယ်။ဟုတ်တယ်မကျူးဟောဒီတဆောင်ကလေးမှာကျုပ်တို့နေကြတာပေါ့ရေမိုးကလည်းပေါ်ပါဖိတဲ့နဲ့တက်ပင်တွေကလည်းစုံလို့ဟင်းဒီဟင်းရွယ်ဆိုရလေပြောစရာမရှိဘူးဒီเจ้าဟာကျုပ်တို့ငငယ်တုန်းက နေခဲ့မှုတဲ့အကြောင်းပြအရင်ပြန်လုံတော့မိုးသွားတဲ့ဥဒသနာလက်ထက်ကလေးကကျုပ်တို့မိပါများကိုယ်ွယ်လာခဲ့တာ ဟုတ်တော့ဟုတ်ပါရဲ့ဒါပေမဲ့ဒီเจ้าကြီးကတစေ6တဲ့ဆိုဟို အရင်တော့က6ထားပါကွယ်အခု6မယ်မထင်ပါဘူးအောင်းမဲကျမတို့နဲ့အတူပြေးလာတဲ့မချွေကဒီအเจ้าကိုအားလုံးသိတယ်ဒီเจ้าကိုအရင်ကအเจ้าထိုင်းသွားတယ်ဖုန်ကြီးဟာမကြော့ဘူးတဲ့ဟိုစင်းကြံเจ้าကြီးမှာ ညာတိုင်းလိုပဲတောင်ဝေးကြီးနဲ့6နတာမြင်ရတဲ့ညာကုံမပြောနဲ့နေကင်းတောင်ဒီစင်းညာကြောင်းတာမကတ်ဟွန်းကြဘူးဆိုပဲအလကားဟာရီပါမတ်ကျူရဲ့ကြောက်စရာမရှိပါဘူးပြီးတော့ဒီမှာနေရတာကတနည်းချမ်းသာပါတယ်ဆက်လက်လာမှမဟုတ်ဘူးတခွတ်တဝဲလဲလာမှမဟုတ်ဘူးဒီတော့အကြောင်းကြီးမှမနေပဲဟိုဘက်ကတစောင်းမှနေကြတာပေါ့၎င်းတော့မောင်ပါလိုင်းသည်စီရတော်ဥကေလာထန်းတို့တွားရောက်၆တင်နေ ဥကေလာသည်မောင်ပါလိုက်ငဲစင်းက၎င်း၏မိဘနှင့်သီးရင်ဆွဲဖြစ်သည့်အတိုင်းတစောင်းတွင်နေထိုင်လိုကခက်တာနေထိုင်နိုင်ကြောင်းသို့သောဇင်းကြံအကြောင်းဘက်သို့မကူရန်အကြောင်းသတိပေးစကားပြောကြားသေးတယ်။ထိုအခါမောင်ပါလိုက်က"ဩဓာတ်ထက်ယွမ်းနေချုံစမှာသတင်းဖြစ်နေတဲ့အတိုင်းကိုမှန်ရဲ့လားဗျ။မှန်ပါတော့ကောကွယ်။မင်းကိုယ်တော်အရင်ဖုံးကြီးနဲ့ဇရာရင်တကားရင်မှုပြောရအောင်မေ။ကျုပ်ကိုယ်တိုင်တော့နှစ်ခါသုံးခါတွေးဘူးတယ်။" ဩဟုတ်လားဖုရားတပည့်တော်တို့ဆရာတော်ဖုရားကြီးမကြော့ချဘူးနော်ဒါပေါ့ကွယ်နိဗ္ဗာန်ရောက်ကြအောင်တရားအားထုတ်တယ်ဆိုပေမဲ့တေခါနီမှာဖြုံးကနေဇောအကြလွဲသွားရင်တက်တက်စင်းသွားပါလေရောငါမြင်ရတာတော့ပြေဟိဆရာတော်ဖုရားဟာအရင်ကရုပ်အတိုင်းမေခေါင်းမွေးကြီးကလည်းခက်ချီချီထားတဲ့အထဲမှာဖြူဖွေးနေတာပဲကွယ်ခါကခက်ကုန်းကုန်းတောင်းမွေးကြီးထောက်ပြီးဇင်းကြမှာ၆သွားနေတာဖုန်ကြီးမြင်လိုက်ရဘူးတဲ့ကွယ် ဒီလိုဆိုကြောက်စရာကြီးပေါ့ဖရာကြောက်တတ်တဲ့လူဆိုကြောက်စရာကြီးပေါ့လေနို့ပေမဲ့ဒုံများတော့ရိုးနေပါပြီကွယ်တပည့်တော်ကတော့အေးမကြည့်ပါဘူးဖရာတက္ကမကတော့မိမ့်မသားမှုကြောက်တတ်တာပေါ့ဖရာအေးဒါကြောင့်ဒီစင်းကြံเจ้าကိုမကူနဲ့လို့ပြောတာပေါ့ကိုင်းကိုင်းမင်းတို့နေဟွင့်ရင်နေကြပြီတော့ထိုးနေမှာစားပြီးမောင်ပါလိုက်နဲ့မတ်ကျူတို့သည်စင်းကြံเจ้าနဲ့ကက်လျက်ရှိတော့တစောင်းနိုင်တဲခိုလေးရှိလေတဲ့ ကျောင်းမှာအလွန်ကြောင်းကြသောနေရာလည်းဖြစ်ပြန် ပြေပေါက်ခေါင်လမ်းနှင်းလည်းဝေးပြန်ဖြစ်ရကညအချိန်များတွင်လွန်စွာတိတ်ဆိတ်လျက်တရေပင်မချော့စေကမူတနည်းအားဖြင့်ကျောင်းမဖွေရကောင်းလာပေတယ်။မောင်ပါလိုက်နှင့်မတ်ကျူတို့မှချွေငွေလဲဝဲလဆာဆာသောအတွင်းပစ္စည်းများရှိသည့်ပြည့်ဤသို့တရေချောက်၍လူသူအယောက်ပေါင်းနေပါသောနေရာ၌နေရခြင်းမှာလူနေအင်ကြီးစီကား၍တထိပ်ရွာဟုပင်အခေါ်ခံရသော ချောင်းကောင်းရွာ၌နေရခြင်းထက်ပင်လုံကြုံသည်ဟုထင်မှတ်ရလေတဲ့အဘဲကြောင့်ဆိုသောထူအခါကဆက်ပြေးမြမှာတစေတရက်ကိုမဆိုထားပြီးအောင်မြည်သည့်အခြားဘေးရန်ကိုမြမကြောက်ရွံ့နိုင်ပေစေဘေးမှာဝေးလျင်ပြည်စီတော်ဟုသောသဘောဖြင့်ရောက်ရာအရတွင် အလှဲ့သိမ့်ရာခိုးလုံကြရလေတဲ့နေ့ရက်များကြားသောအခါအင်္ဂလိပ်စစ်တပ်သည်တောင်စင်းဝါကျော်လွန်ပြေးလျင်ခေါင်းခဲနယ်တစ်ဝိုက်သို့ရှိတက်ခဲပြီးနောက် ဂျပန်စစ်ကြွင်စစ်ကြံများကိုနှိမ့်နှင်းပြီးဖြစ်ခဲ့လေတယ်။သို့ဖြစ်ရာစစ်ရဲ့ဘေးရန်မှာအတော်အတန်အေးချမ်း၍လာခဲ့တယ်။သို့တော့တောစုံတောပြသို့ပြန့်နှံ့၍ကျန်ရခဲ့သေးသောဂျပန်စစ်သားများ၏ဘေးရန်ကချီသေးသဖြင့်ဒုက္ခသည်များမှမိမိတို့ခူအောင်ရာမှကောင်းစွာမထွက်ဟွန်းကြသေးပေချီးရင်စွဲနေရာတွင် နေထိုင်လျက်ချီးကြလေတယ်။စစ်ရဲခန့်များကြားချိခဲ့တယ်။မောင်ပလိုက်နှင့်မတ်ဂျူတို့မှာ မြည်သည့်တစေတရေကိုမြမတို့ရပဲရှိလေတဲ့သို့တော်တညတနိုင်ညဆယ်နိုင်ကြိုးကြောလောက်တွင်မတ်ဂျူသည်အနှဲငယ်ပူအိုက်ထားနှင့်ပြင်းပေါက်တစ်ချက်ကိုအမှတ်တမဲ့ဖွင့်လိုက်ရာထိုပြင်းပေါက်မှာကားအလျော်စွာဇင်းကြံကြောင်းဘက်သို့မျက်နာမူလျက်ရှိရာတရွေ့ရွေ့သွားလျက်ရှိသောလူတစ်ယောက်ရဲ့အပုံကိုဇင်းကြံပေါ်၌တွေ့မြင်ရတဲ့မတ်ဂျူကခြေသိမ်းများတစ်ဖြတ်မြန်ထလာကပုံတံတန်းကိုတခဏမြဆိုက်၍ကြည့်နေမိတယ် ေါင်းမွေးများမှဆော့ဆော့ဖြူ၍ခါကုန်းလျက်ရှိသောဖုန်းတော်ကြီးတပည့်ရဲ့ပုံတရန်းကတောင်းဝဲကိုထောက်ခါခေါင်းရင်ပေဖျားကန်အနည်းသူရောက်တော့အခါပောင်ရိပ်တွင်ပျောက်ွယ်၍သွားလေတယ်။မတ်ကျူသည်စိတ်သေးသေးနားမှသတိရပြည့်လျင်မောင်ဖလိုင်အားအိယာမှအလန်တကြာနှုတ်လျက်ကိုဖလိုင်ကိုဖလိုင်ထပါအောင်အိယာမှအိမ်မုံဆုံးမွားထားလျက်ဟိုးအကျူကားလဲဘာလဲကွယ်အလန်တကြာနဲ့ဆရာတော်ဖျားပြောတယ် ခုံကြီးတစ်စိလေးအကျူမြင်လိုက်ရတယ်အောင်မလေးဖယားဖယားရင်တုံလိုက်တာကိုဘလိုင်ရဲ့မကျူကမြည်တို့မြည်ပုံမြင်လိုက်ရသည်ကိုမောင်ဘလိုင်အားပြောပြရာမောင်ဘလိုင်ကဟုတ်မယ်မထင်ပါဘူးအကျူရဲ့စိတ်ကစွဲနေလို့ထင်ပါရဲ့အိုးကိုဘလိုင်ကလေမျက်စိနဲ့ကိုတက်မြင်ရတာများစိတ်ကစွဲလို့လုံးနေရသေးတယ်ခေါင်းမွေးတွေကလည်းအတော်ချေးပြီးဖြိုးနေတယ်ကုန်း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 နဲ့ မြန်ကမြန်မာပြည်နဲ့ခြောက်သွားလိုက်တာခေါင်းရင်ကန်ကြတော့တခါတည်းပျောက်သွားတာပဲကိုကိုဘာဖြစ်လို့မနှိုးသလဲအခုလဲကိုဘလိုင်းကိုအနှိုးသားပဲနှိုးပေမဲ့လေအကျူရက်ကြည်နေတာကအတော်ကြတယ်ကိုဘလိုင်းကိုနှိုးတော့ပျောက်သွားပြီဤကဲ့သို့တဆေးကိုမတ်ကျူကိုတိုင်းမြင်လိုက်ရအောင်ဖြစ်နောက်တနေ့တွင်မောင်ပါလိုင်းသည်ကပ္ပယာကြီးဥမိုင်းအားပြန်လဲပြောပြလေရာဥမိုင်းကဒါကြောင့်မောင်ရင်တို့ကိုကျုပ်အစကမပြောဘူးလား ဖုန်ကြီးကလည်းသတိပေးထားတယ်။ပြီးတော့ဘာကြီးတခုပြောမယ်။မောင်းတို့ဒီမှာနေတာကိုဥကေလာက သိတဲ့ဘောမကြဘူး။နှုတ်ပေမဲ့မောင်းမိပါမျှအရင်ကကိုယ်ကွယ်ကယ်မှုတဲ့အတွေ့အာနာလို့သာစောင့်ကြည့်နေရတာ။ဒါကတော့ကျွန်တော်တို့နည်းနည်းအေးချမ်းရင်ပြောင်းမလို့ပါပဲဘာကြီးရဲ့။ချောင်းကောက်မှလည်းမနေခြင်းမူ။ကင်းမွန်းကြုံမှလည်းနေစရာအိတ်မရှိဘူး။ပြီးတော့တခုတည်းမြဘေးကလည်းတမျိုးရှိနေသေးတော့ဒီကြောင်မှပဲနေရထက်သွေ ခိုးကပ်နေကြတာပါဘာကြီးမှန်ရဲ့မောင်ပါလိုင်ပြောတာလေဟုတ်ပါတယ်နို့ပေမဲ့ဆရာတော်ကအမှန်ပြောရရင်သူ့เจ้าနဲ့ကိုဘယ်သူမှလာတာမကြိုက်ဘူးကွကျွန်တော်လည်းသိပါတယ်ဘာကြီးမှန်ရဲ့ကျွန်တော်တို့လည်းမလွှဲတာလို့နေရတာပါအေးကွနေတာတော့နေတာပေါ့သို့တော်ဒီတဆေးကိုမြင်လိုက်ရတဲ့အเจ้าမြတော့တောင်ပြောမြောက်ပြောများသွားမပြောနဲ့နော်မပြောပါဘူးဘာကြီးမှန်စင်းကြံเจ้าဖယ်များလည်းမကူးခဲ့လေနဲ့နေကင်းတောင်မကူးနဲ့ ကြားလာမကုပါဘူးဘာကြီးမှန်းရဲ့တဆေကိုတွေ့မြင်ပြီးနောက်သုံးရင်မြောက်သောနေ့၌ညာ၁၇နာရီကြောကြောလောက်တွင်မောင်ပါလှိုင်းလေမသိမကွဲသောဟဲ့ော်တန်တစ်ခုကြောင့်ဖိယာမှလမ်း၍နိုးလျာဖိယာ၌မတ်ကျူကိုမတွေ့ရတော့ချေဩတန်မှာကောင်းစွာမကွဲပြားတော့လေမတ်ကျူရဲ့အတန်ဖြစ်ကြောင်းသိလိုက်တယ်မောင်ပါလှိုင်းလေဖျောင်းတိုင်ကိုထွန်းညိတယ်တကားတစ်ချက်မှပွင့်၍နေရမတ်ကျူမှမြည်သည့်အချိန်၌ ထွေ၍သွားသည်ကိုကမသိရချေ။ဘောင်ပါလိုင်းလေစင်ကြံအကြောင်းကြီးရဲ့အောက်ထက် နောက်ဘေးပေတွင်ရှိနေသော ကပ္ပယာကြီးဥမန်းရဲ့အခန်းမှာအပြင်းမတော့ကလောက်ခတ်ထားသည်ကိုတွေ့ရတယ်။ထိုနေ့ဒီကလာဆန်း၁၄ရက်နေ့ညဖြစ်သဖြင့်လာရောက်သည့်သစ်ပင်ရိပ်များကြားမှာအင်္ဂလိပ်ရဲ့ခြေသူကြားရောက်လျက်ရှိရာ ဖြူသောအရာကလေးတစ်ခုကိုတွေ့ရသဖြင့်မောင်ပါလိုင်းလေကောက်ယူလိုက်သောအခါ၎င်းမှာမကျူရဲ့လက်ကင်ပွားကလေး ဖြစ်၍နေသည်ကိုတွေ့ရသဖြင့်ယခင်ကားတည်းပို၍အာအသင်လျေရှိတယ်။ထူအခါမောင်ပလိုင်းသည်တင်းငါမကင်ဖြစ်၍လာမိတယ်။သူဖြစ်၍မောင်ပလိုင်းသည်အကြံတစ်ခုရလာပြီလျင်ဥမှန်ရဲ့အင်္ဂလိပ်နောက်ဖေးမှလှည့်၍ចောင်းဝင်အပြင်ဘက်သို့ထွက်ခဲ့တယ်။ထိုနေရာ၌ကကွင်းပြင်ဘက်သို့ရောက်လာခဲ့ပြီဖြစ်၍လာရောက်သည်ထင်ရှားစွာသားလျေရှိလျာချောင်းကောင်းရွာဘက်သို့သွားသောရှေးလန့်ကလေးသည်လာရောက်အောက်၌ တရုတ်ကားပေါ်တွင်ဆေးဖြစ်ရေးထားတဲ့ကဲ့သို့ရှိတယ်။ကိုပါလိုင်အကြောင်းရှိရင်ချောင်းကောင်းကဥထုံညိုအင်းကိုလာခဲ့နော်။ထို့သို့ခွဲကနေတွင် ပြော၍သွားတော့ရဲဘော်ဟောင်းမောင်ညိုမြမှားထားခဲ့သည်ကိုသတိရမိတယ်။ချောင်းကောင်းရွာ၌အဆောင်ချထားတော့ကင်းသမားရဲ့အကူအညီဖြင့်မောင်ညိုမြကိုတွေးရပြီလျင်မောင်ညိုမြကအခြားရဲဘော်တယောက်ကိုခေါ်ခဲ့ပြီးနောက်မောင်ပါလိုင်နဲ့အတူရွာထိပ်ဘုန်းကြီးကျောင်းရှိရာသို့လာခဲ့ကြတယ်။ မောင်ညိုမြ၌၆လုံးမြို့တလေလက်နေတမ်းမီတစ်ခုပါရှိ၍အခြားရဲဘော်၌ဂျပန်ရိုင်းဖဲတလေလည်းပါရှိတယ်။သုံးယောက်သားမောင်ပါလှိုင်လာခဲ့တဲ့အတိုင်းနောက်ဖေးမှာလှည့်၍ဝင်ခဲ့ကြတယ်။မောင်ညိုမြကကိုပါလှိုင်ကျုပ်ပြေဖုန်းကြီးလည်းမတင်ကဘူးဗျ။ကျုပ်တော့မပြောတတ်နိုင်အောင် ဖြစ်နေပြီဗျာ။မတ်ကျူကိုဖမ်းထရအောင်ဟာသူတို့မှာဘာလို့ရှိလို့လဲ။အကြံတစ်ခုရှိရင်ရှိမှာပေါ့ဗျာ။ဘယ်သိနိုင်မလဲ။ကဲလား အချိန်ကုန်ခံလို့မဖြစ်ဘူးကျောင်းပေါ်တဲ့တက်ချာကြည့်မယ်သုံးသားတို့သည်တဖန်ချေပြများထောက်ခါကျောင်းပေါ်သို့တက်ခဲ့ကြပြီလေစင်းကြံတစ်ချောက်သို့ရောက်ခဲ့ကြတယ်စင်းကြံမှာပေး40ခန့်ချေ၍စင်းကြံထိတ်၌ဖရာကျောင်းဆောင်တစ်ဆောင်ရှိရာကျောင်းဆောင်အနီး၌ကချွန်းများပေးကြံလျက်ရှိသောချေရများမှာကျမ်းပေါ်၌ချုပ်ချက်ခတ်လျက်ရှိတယ်သို့တော်ထိုအချိန်ထိမြည်သည့်အသားမှမကြရချီ မောင်ညိုမြကလက်နေတံမိပြည့်အနံ့ပြအချားဖွေးလေးရဲ့အခြေရာကျောင်းဆောင်ဤလက်ရပိပုလုံးတိုင်တစ်ခုမှာလက်ဝဲဘက်မှာပုလုံးတိုင်နဲ့မတူပဲအလဲတွင် လေးလေးသေးခတ်မြမား၍နေသည်ကိုတွေးရတယ်။မောင်ညိုမြကပုလုံးတိုင်ကို အပေါ်မှလှဲ့၍ကြီးလိုက်တယ်။ပုလုံးတိုင်ကမလှုပ်ချေသို့တော်အောက်ဖက်ပုလုံးကိုလှဲ့၍ကြီးမိသောအခါအနေငယ်လဲ၍လာသည်ကိုတွေးရသဖြင့်သုံးသားတို့သည် တားလှဲလိုက်လေရာကျောင်းဆောင်ကြီးတစ်ခုလုံးသည်အတွင်းဘက်သို့တဖြည်းဖြည်းရွေးသွားပြီးနောက်အောက်သို့ဆင်းသောလှေကားတွေများကိုထူးဆန်းစွာတွေးရလေတဲ့ကိုင်းလာချပြူထို့သို့ဆိုကမောင်ညိုများသည်တနတ်နှင့်လင်းနေတံမေးကိုတစ်ဖက်စီကိုင်းပြစ်လျင်ချိန်မှဆင်းသွားရာမောင်ပလိုင်းတို့လည်းနောက်မှလိုက်ပါသွားကြတဲ့လှေကားခုနှစ်ထက်ခန့်မြဆင်းမိတော့အခါတိုက်ခန့်တစ်ခုအတွင်းသို့ရောက်လာကြပြီ၎င်းတို့ခြေတွင် အခြားခံတခန်းမှာအလွန်လင်းသောအလင်းရောင်တစ်ခုသည်စေယုံသာစေ၍ထားသောတကားပေါကြမှာထွက်ပေါ်လျက်ချီတီကိုမြင်ကြကုန်၏ထိုတကားကိုအတင်းတွန်း၍ခြေဥသွားဝင်သွားသူမှာမောင်ညုံမြပင် ဖြစ်၍အခန့်အတွင်း၌ကအယောင်ထွက်လျက်ချီတီဓမ္မိဘုတခုရှိ၌ခေါင်းဖြူသော ဖုန်ကြီးတစ်ပါးသည် ထိုင်းလျက်ရှိနေသည်ကို တွေ့ရသည်ဖုန်ကြီးရဲ့အနီး၌မြန်မာအနေဝမ်းကြီးကိုတက်၍ထိုင်းနေသူမှာကပ္ပိယဥမိုင်းပင် ဖြစ်လေတယ် ောင်ညိုမြကဖုံညင်တဲ့ကပ္ပယအားတနက်ဖြစ်ချိန်ထားလိုက်ရာ မောင်ပါလိုင်းဒီကမိဖို့ဤနောက်ဖက်တွင်အကျိုးများဖြင့်ရှင်းအောင်ထားသောမတ်ကျူကိုတွားရောက်ကဲစေရတယ်။ဖုံးကြီးရဲ့မျက်နှာသည်ဥကေလာရဲ့မျက်နှာမဟုတ်ပေ။သွေးမရှိတကဲ့သို့ဖြူဖက်ဖြူရော်ရှိ၍ကြောင်းမပွဲကောင်းသောလူသိဤမျက်နှာကြီးဖြစ်ရာလက်တဆက်ခမ်းများချေ၍အပေါ်သို့ထောင်းနေသောသပင်များမှဖွဲ့ဖွဲ့ဖြူလျက်ရှိကုန်နေ။ထိုအခါမှမောင်ညိုများသည် ယောက်ျားတသားတူဖြစ်တဲ့အတိုင်းတရင်ဘိုးမူကြီးတူပြောခဲ့ဘူးတဲ့ဝရမ်းပြေလူစုတယောက်ရဲ့အကြောင်းနဲ့တကွပေါင်းတလဲနေတွင်ဝေးရင်းကအတူများကိုအကြည့်အကျဲလောက်ကိုင်းနေကြောင်းဂျပန်ကင်ပင်များပင်ဖမ်း၍မမိနိုင်ခဲ့သောသတင်းများအကြောင်းကိုသတိရမိတဲ့မောင်ညိုများသည် ဖုန်းကြီးရဲ့ဖြူစိုးသောသပင်များကိုနောက်ပိုက်မှလှမ်း၍ဆွဲလိုက်ရာအပေါ်ယံဆွ့၍ထားသောသပင်သည် ကျွ၍ပါလာပြည့်လျင် ဥကေလာရဲ့မျက်နှာမှာ ပေါ်၍လာလေတဲ့။နောက်တနေ့၌ရွာနေချုံစက်နဲ့တကွာပေါင်းတလေရွာကြီး၌ပါရွာထိပ်ဖုံးင်းကြောင်းမှာအเจ้าနိုင်ဖုံးကြီးဥကေလာဆိုသူမှတခြားသူမဟုတ်ဝရန်ပြေမောင်မောင်ဆိုသူဖြစ်ကြောင်းမောင်မောင်မှာအင်္ဂလိပ်ပညာရများကို အတော်အတန်လိုက်စားခဲ့ဘူး၍ဝေးရင်ကအတူလုံနေကိုနိုင်ငံခြားမှာတက်မြောက်ခဲ့သူတူဖြစ်ရာ ဖုံးကြီးဝဲပြေရွာနေရွာဆက်ကြားချီရွာထိပ်ဖုံးင်းကြောင်းတွင် နားရောက်ခိုးအောင်နေသူတယောက်ဖြစ်ကြောင်းဖုန်းတော်ကြီးဥဒါသနာ ပြန်လုံတော်မူသွားတော့အခါเจ้าအနီတို့လူမြမလားစေရန်မိမိကိုယ်တိုင်ရုပ်ဖြစ်၆လန့်ခဲ့ကြောင်းကပ္ပယဥမိုင်းမာလေ၎င်းအကြံစီတဲ့တွင် ပါဝင်သူတို့ဖြစ်ရာမတ်ကျူက၎င်းတို့အကြံစီကိုရိပ်မိသွားသဖြင့်ကိစ္စတုံဖြောက်ပြရန်ဖန်းစည်း၍ချိုးဝဲသောအခန်းကြီးတဲ့တွင်လှောင်ထားခြင်းဖြစ်ကြောင်းနောက်ဆုံးပြောက်ကြဆက်ဖို့ဘုံညိုမြရဲ့အစွမ်းတတ္တိဖြင့် PMO ကြီးမှာပေါပေါခဲချောင်းများကိုလူစုမိတိုင်းဝိုင်းဖွဲ့ပြောဆိုလျက်ခြေကုံနေတို့ဖြစ်ရာကရွာနေရွာဆက်ကြားချီရွာထိပ်ဖုံးကြောင်းမှာတစီပြဒနာကြီးမှာနောက်ဆုံးချင်းလင်း၍သွားလေတော့တည်ဒီဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားစင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ